ကျမရှင်းလာပါစေခင်ဗျာဒီတစ်ခေါက်ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကတော့အဲကျမအိမ်မှာမွေးထားတဲ့ခွေးလေးလောက်သာအသိဉာဏ်ရှိကြမယ်ရင်ကျေးလိမ်ပါမယ်ဆိုလို့ရှိရင်ကဘာကြီးတော်တော်အေးချမ်းသွားမယ်လို့ပြောခဲ့တဲ့အဆိုအမိန့်ဘွားတော်ပြောခဲ့တဲ့အဆိုအမိန့်ပေါ့လေအဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ဆွီဒန်မှာဖြစ်နေတဲ့ဆိုမာလီအရေးမြန်မာပြည်မှာဖြစ်နေတဲ့ပင်ဂါလီအရေးကိုကျွန်တော်တွေးကြုံခဲ့တဲ့တွေးကြုံလေးတစ်ခုနဲ့ဆက်ဆက်ပြီးပြောချင်တာဗျမဆိုင်တဲ့ပေါက်ကိုကလိုင်းနဲ့ဖောက်တယ်လို့ပြောရင်လည်းရပါတယ်အဲတော်အောင်ဆန်းစုကြည်က သူဟာကဘာကိုပတ်ပြီးတော့ခီးတွေသွားသွားတဲ့အခါမှာခီးစဉ်တစ်ခုမှသူပြောခဲ့တယ်။ကျမအိမ်မှာမွေးထားတဲ့ခွေးလေးတော့လူတွေရင်ကျေးလိမ်မှာကြားမယ်ဆိုလို့ရှိရင်တဲ့ကဘာကြီးတော်တော်အေးချမ်းသွားမယ်ဆိုတော့ဟုတ်ပါပြီ။အဲဒါဆိုလို့ရှိရင်ကျွန်တော်ကစပြီးတော့မေးခွန်းထုတ်ချင်တာလူတွေဆိုတော့ဘသူ့ကိုပြောရလဲရေဘူးရအားဖြင့်ရှောက်ပြီးတော့ပြောလိုက်တာလား။ဒါမှမဟုတ်လို့ရှိရင်လူတူတူတယောက်ကိုရည်ရလားရေဘူးရအားဖြင့်ဆိုရင်မြန်မာတွေကိုပြောရလားကလားတွေကိုပြောရလား။ တကဘာလုံးမှာရှိတဲ့လူတွေကိုပြောလားတောင်ဖုန်ကြီးတွေကိုပဲပြောရလားဘသူတွေကိုပြောရလဲအဲ့ဒါကျွန်တော်အနေနဲ့စပြီးတော့မေးတိုက်ရှင်တယ်လူတူတယောက်ဆိုလို့ရှိရင်ကျွန်တော်ကိုပြောရလားသူ့ကိုသူပြန်ပြီးပြောနေတာလားဒါမှမဟုတ်လို့ရှိရင်အဲကဘာကိုလှည့်ပြီးတော့ပစံတောင်းနေတဲ့အလုပ်လက်မဲ့88ကပုံကိုတွေကိုပြောရလားဒါမှမဟုတ်လို့ရှိရင်အဲကို့အဖေကိုကိုပြန်ပြီးတော့ဟောစော်ကလေရင်စီခိုးတဲ့တခိုးပါလို့ပြန်ပြောနေတဲ့အဲဘလော့ဂါညီလင်းဆက်တို့လိုလူမျိုးကိုပြောရလားဘသူကိုပြောရလဲလို့ကျွန်တော်အနေနဲ့အမေစုကို နေကွန်းထုတ်လိုက်ခြင်းလဲအဲ့ရနေပြီးတော့ဆက်ဆက်ပြီးတော့ခွေးလောက်မှအတိညာန်ရှိမှုအဲရင်ကျေးလိမ်မှမှုမရှိဘူးဆိုတဲ့လူကြီးပေါ့လေအဲ့တော့ကျွန်တော်မြင်ဘူးတဲ့ခွေးလေးတကောင်ရှိရဗျအဲ့ဒါဒီလိုဆွီဒင်မှာ2009ခုနှစ် January လမှာကျွန်တော်ဟာဆွီဒင်ဟိုအလဲပတ်ခီးသွားခဲ့ပါတယ်ကျွန်တော်တို့မြို့တော် Stockholm ကနေပြီးတော့ Kiruna လို့ခေါ်တဲ့ Arctic ဆက်ဝိုင်းရဲ့မြောက်ပိုင်းမှာရှိတဲ့မြို့မြို့လေးတိတိလေးကိုကျွန်တော်ရထားနဲ့သွားရဗျ ရန်ကုန်မြကြီးနားထက်တောင်မှဝေးဝေးတဲ့အတွက်ကြောင့်ကျွန်တော်တို့သွားခဲ့တဲ့ခရီးစဉ်ဟာလည်း18နာရီတောင်မှယထားစီရတဲ့ခရီးပါကျွန်တော်အကြောင်းကြောင့်လင်းရင်လက်မှတ်မရတဲ့အတွက်ယထားနဲ့သွားခဲ့တာ18နာရီဆိုတော့ညအိခရီးပေါ့အဲကျွန်တော်တို့စပြီးတော့ညနေ6နာရီလောက်မှစပြီးတော့ထွက်ယထားကြီးထွက်သွားအဲကျွန်တော်စီးခဲ့တဲ့ယထားဘက်မှာဘသူတွေပါလာလဲဆိုတော့မြန်မာစလို့ကျွန်တော်တယောက်အင်္ဂလိပ်လူမျိုးကော်မလီတယောက်အဲ့ဒါပြီးတော့နောက်ထပ်၃စုပဲကျွန်တော်တစုက ဒေသခံ Swedish လူမျိုးတွေနောက်တစ်စုက refugee လို့လို့အဒုက္ခသည်လို့လို့ပါလို့လို့ပေါ့အဲ့လို Somali အုပ်စုတစုပြီးတော့နောက်ဆုံးကတော့ Swedish လူမျိုးမိသားစုတစုခေါ်လာတဲ့သူတို့ရဲ့အိမ်ကမွေးထားတဲ့ခွေးလေးတကောင်အဲ့ဒါပဲကျွန်တော်ကျွန်တော်ကျွန်တော်ဘယ်သူမှမပါတော့ဘူးခွေးရယ် Somali ရယ် Swedish တွေအင်္ဂလိပ်ကောင်မလေးရမြန်မာဖြစ်တဲ့ကျွန်တော်ရဒါပဲအဲ့ကျွန်တော်ရထားရထားတွေယူစီးတာအစကတော့ AC ပဲဗျ နောက်ညာအိတ်ချိန်ရောက်လာတော့မီးတွေပါလေမှိတ်ပြီးတော့အပန်ကြီးကစူညံပေါ်လို့ရိုက်လာအာကျွက်တေလို့လို့လောက်လေလို့ဘာတွေမှမသိခွေးဥလားဘာမှမသိကျွန်တော်လည်းအရန်အိတ်ချိန်ဟာလည်းကျွန်တော်မလို့မနေနိုင်တော့ထပြီးတော့ဘေးပညာကြည့်လိုက်တော့ကျွန်တော်ဘာတွေ့လဲဆိုခွေးလည်းမအိတ်နိုင်ဘူးကြာကျွန်တော်မှမအိတ်နိုင်တာမဟုတ်ဘူးအဲ့ခွေးလေးကတော့လိမ်မာရှာတဲ့သူကကျမ်းမြင်ပေါ်မှာအသားလေးဝူရနေလူတွေကိုလည်းဟိုဒီဒီလူသွားစင်းညာမှာအနှောက်အယှက်မဖြစ်ရလေဟောသူကခုံလေးနောက်ကပ်ပြီးတော့သူကအသားလေးဝုတ်ပြီးတော့တိတ်တိတ်လေးအိတ်လာ အမီလေးနှမ်းနှမ်းနှမ်းတခါလေးကြိုင်လဲလုတ်ပြရတယ်။ခွေးလေးကလည်းအပန်ကြီးကြားလို့ရှိရင်အမလေးမော့မော့ကြည့်တယ်။သူလည်းအေးအေးပြက်ပြီးစိတ်ညစ်ရှာပါပဲ။ဘာဖြစ်တာလဲဆိုတော့ဆိုဘယ်ဟုတ်မလဲဆိုမာလီတွေကတရိတ်ဆန်ယုံနဲ့တူအောင်ဒီယထာရွေးကြီးပါတောင်းညံလာ။စူညံပေါ်လောရိုက်စကားတွေအကျယ်ကြီးပြော။အော်ဟစ်ဟိုးဟိုးတောင်းနဲ့တောင်းနဲ့ပစ္စည်းတွေပေါက်စားပေါက်စရာတွေအမိုက်တွေကိုဖြွာထား။ယထာရွေးကြီးတခုလုံးကစုပ်ပြတ်တက်ပါ။အဲ့သူတို့ချမ်းပါ။ ကျွန်တော်အစစောင့်နေအဲဘသူများလာပြောမလဲလို့သူတို့ကသူတို့ရောအတိကိုအတိစိတ်တဲ့နယ်ကိုငြိမ်သွားမလားလို့ဆိုတော့ကျွန်တော်စောင့်ပါသေးတယ်နောက်ဆုံးမနေနိုင်တော့ဘသူမှလည်းမပြောတဲ့အတွက်ကြောင့်ကျွန်တော်ပြောတယ်မင်းတို့အတိညာရှိရလားမင်းတို့ကြောင့်ငောင်းလဲအိတ်လို့မရဘူးခွေးတော်အိတ်လို့မရဘူးမင်းတို့လုံနေတာတရိတ်ဆိုင်ုံနဲ့တူနေပြီလို့ကျွန်တော်သူတို့ပြောလိုက်တယ်အဲ့လိုပြောလိုက် တော့ခဏတော့ငြိမ်သွားနောက်ပိုင်းမှာကျမငြိမ်ပူပြီးတော့ဆူညံလာသေးရကျွန်တော်လည်းချင်းချောက်တဲ့ပုံစံမျိုးပါမျိုးနည်းနည်းလှုပ်လာကျွန်တော်လည်းမခံနိုင်တဲ့အဆုံးပါအဲ့စားပေါက်တွေကိုပြောင်းပြီးတော့ကျွန်တော်သွားပြီးတော့ကော်ဖီတောက်လာကျွန်တော်နဲ့အတူအင်္ဂလိပ်ကောင်မလေးလည်းလိုက်လာလိုက်လာပြီးတော့အတချို့ကျွန်တော်တို့အတွဲမှာရှိတဲ့ Swedish လူမျိုးရှိလဲအဲ့ကိုသွားပြီးတော့ကော်ဖီသွားတောက်ကြတာကျွန်တော်အဲ့ပါသူတို့မေးလိုက်တယ်အဆောင်တော့အဲ့ခီးကျွန်내ခီးတယ်ပြောပြောမင်းတို့ဘာမှမပြောဘူးလားတလောက်တောင်းညမ်းနေတာဆိုတော့ တို့ကပြန်ဖြေတယ်ဖြေတဲ့အဖြေကတခုတည်းပဲအဆောင်ဖြေတဲ့အဖြေရောခီးတယ်ပြီးပြောတဲ့အဖြေရောတခုတည်းဒီလူတွေတဲ့ငါတို့နိုင်ငံကိုလာတယ်တဲ့ဒီလိုလုပ်ရက်တွေလုပ်တယ်စီးမဲ့ကမ်းမဲ့လုပ်တယ်ငါတို့ပြောရအရန်ခဲ့တယ်ငါတို့လူမျိုးကစီးကမ်းအရန်ရှိတယ်တဲ့ဒါပေမဲ့တို့စီးကမ်းဖောက်ဖြတ်တဲ့အခါမှာငါတို့ပြောရအရန်ခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့တဲ့ငါတို့ကအဲ့လိုပြောလို့ရှိရင်ငါတို့ကလူမျိုးကြီးနှိမ့်တယ်ဘာသာကြီးနှိမ့်တယ်လူမျိုးကြီးခွဲကြတယ်စသဖြင့် ြောပြီး discrimination ဆိုတဲ့စကားလေးတစ်ခုကိုသုံးပြီးတော့ငါတို့သူတို့ပြဿနာပြန်ရှာလိုက်မယ်အဲ့တော့အားငါတို့တက်နိုင်တယ်ညငါတို့အောင်ကြီးတီးခံလိုက်တယ်တဲ့သွားပါပြီအဲ့ဒီကစီးနဲ့ကန်းနဲ့မနေနိုင်တဲ့အပြင်လူတွေကဒီစီးနဲ့ကန်းနဲ့နေတဲ့လူတွေရဲ့နေရာကိုရောက်လာပြီအဲ့ဒီလူတွေကိုစော်ကားနေပြီခွေးလောက်တောင်မှအသိဉာဏ်ယူခွေးတောင်မှငိမ့်ငိမ့်လေးနေတာ အိမ်သာသွားခြင်းနဲ့ပါတယ်သူမပူစားဘူးယထာဘူရာယုံတချို့မှာဆိုရင်2မိနစ်လောက်ပဲရက်တယ်တချို့ဘူရာယုံတွေမှာဆိုရင်15မိနစ်လောက်ရက်တယ်အဲ့လို15မိနစ်လောက်ရက်တဲ့ဘူရာယုံလေးရောက်မှအိမ်သာသွားဖို့အတွက်ခွေးကိုပိုင်ရှင်ကအေးသူ့ရဲ့တခင်ကလမ်းလျှောက်လေးပါကြီးခေါ်ထုတ်သွားတာဆိုမာလီတွေကတော့အဲ့လိုမဟုတ်ဘူးဘလောက်ထိတောင်းကြမ်းလဲဆိုတော့အဲ့မှာကျွန်တော်ဆက်ဆက်ပြီးပြောဦးမယ်သူတို့ကကျွန်တော်အဲ့မှာဗျာကျွန်တော်လည်းမနဲ့ တနေ့တစ်ချိန်တစ်ချိန်မှာကျွန်တော်လည်းအိမ်သာသွားချင်တယ်အဲအိမ်သာလည်းသွားအနားတော်တော်ဆိုးတယ်အိမ်သာတယောက်တူတယောက်ကသွားထားလို့ကြံကောင်းကြံရအနားထွက်တဲ့အာမျိုးမဟုတ်ဘူးတခုခုတော့မှိုင်းမင်းနေတော့ဆိုးရွားနေအနားကဒါပေမဲ့ဘာမှလည်းကျွန်တော်မတွေ့ဘူးအော်ကျွန်တော်လည်းအိမ်သာသွားမှာစိတ်ကမတန်းတော့မသွားဘူးကျွန်တော်တခုခုတော့မှားနေပြီဆိုကျွန်တော်လိုက်ရှာဘာတွေ့လဲဆိုတော့နောက်ဆုံးမှာအိမ်သာဂွေနဲ့ဒီကြော့ပါလားဒီရေ ခဲ့ဝင်တဲ့ tank ပေါ့ဟိုခုနအင်နာဆွဲချဖို့အတွက်လုပ်တဲ့ဒီ water tank အဲ့စကြလွတ်နေနေရလေးကွက်ကွက်လေးမှာမစင်ဘုံဘောတွေ့ရဟာကျွန်တော်လန့်လာဟာဒီနေရာဟာမတော်တဆပေဝါးကြီးကြနိုင်တဲ့နေရာမဟုတ်ဘူးတမင်တကာအဲ့နေရာကိုရည်ရွယ်ပြီးတော့လုံးမဖြစ်တဲ့ဟာခွေးလေးမလုတာပေးကြတယ်ဆွီဒစ်တလည်းမလုဘူးသူတို့နိုင်ငံမှာသူတို့အင်တာစီကန်ရှိရတဲ့လူတွေ နိုင်ငံကြီးသားပြည်သားတွေလောက်စီကန်းရှိအတန်ပြန်ကြိုက်တယ်တွေသူတို့လည်းအဲ့လိုမျိုးလုပ်မှာမဟုတ်ဘူးဘယ်သူလုပ်လဲကျွန်တော်ယထားရောမှာဖြစ်နိုင်ရင်ကဆိုမာလီတွေပဲရှိတယ်ဒါပေမဲ့သူတို့ဘာလို့ကျွန်တော်မဆွဆွဲဘူးနော်ဒါပေမဲ့ဘယ်သူလုပ်နိုင်လဲဖြစ်နိုင်ကြအများဆုံးပါခွေးလောက်မှအသိဉာဏ်မရှိဘူးဆိုတာဟုတ်ပါတယ်လူတွေခွေးလောက်မှအသိဉာဏ်မရှိဘယ်လူစုလဲဆိုတော့ကျွန်တော်အနေနဲ့ဒီမှာပုံသက်တင်ပြချင်တာဒါကဆွီဒင်မှာဖြစ်တဲ့ဆိုမာလီပြည်ထနာ ကျွန်တော်တို့နိုင်ငံမှာလည်းဘင်္ဂါလီပြဿနာဖြစ်နေတယ်။ဆိုဂျင်နာကစီးနဲ့ကမ်းနဲ့မနေနိုင်ပဲတောင်းညမ်းတယ်။ခုနကပြတရားဥပဒေစိုးမိုးရေးတရားဥပဒေစိုးမိုးရေးကိုဖျက်လို့ဖျက်ဆီးလုပ်နေတဲ့လူတွေဒီနိုင်ကိုယ်နိုင်ငံအောင်လာတယ်ကိုယ်နိုင်ငံဥပဒေနဲ့လည်းလိုက်ရောညီထွေမနေနိုင်ဘူးပြဿနာရှာတယ်။အဲ့တော့တရားဥပဒေစိုးမိုးရေးထိပါလာတယ်။အဲ့အဲ့လိုတရားမဝင်နိုင်ငံသားတွေ ဒုက္ခတဲ့အမိခံကောင်းလေးကိုဆွီဒင်ကအလိုမရှိဘူးကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းအလိုမရှိဘူးဆွီဒင်မှာဆိုမာလီတွေကိုအလိုမရှိဘူးမြန်မာပြည်မှာပင်ဂါလီကိုအလိုမရှိဘူးရှင်းရှင်းလေးကျွန်တော်တို့ကအဲ့ဒါကိုပြောချင်တာဒေါ်စုအနေနဲ့လည်းနှိုင်းရလိုက်တာကျမအင်ကခွေးလေးလောက်တောင်မှအသိဉာဏ်ရှိရင်ဆိုကောက်ပါပြီဒေါ်စုအင်ကခွေးဟာအင်မတန်မှကံကောင်းပါတယ်တပောက်လဲဆိုအဓိကကတော့သမင်းနဲ့မှအောင်စားရတယ်လို့ကျွန်တော်ယုံကြည်လို့ပါ ကျွန်တော်ဟာထမင်းတမ်းမှောင် မစားခဲ့ရတဲ့ရက်တွေဖြတ်သန်းခဲ့ပူပါတယ်ကျွန်တော်ကြောင်းသားဘဝတော့ကျွန်တော်ကော်ဖီဆိုင်မှာနှွားလို့ယုံပြီးအလုပ်လုပ်ရတယ်အဲ့ချိန်တော့ဆိုလို့ရှိရင်နှိမ့်လေစားနဲ့မနေ့စောင်ကျွန်တော်ပေါင်းပြီးစားရတယ်အဲ့လိုစားစားပြီးတော့ကျွန်တော်ညနေကြလို့ရှိရင်လည်းညနေစောင်ကျွန်တော်ဝယ်စားဖို့အတွက်ပတ်စံမရှိတဲ့အတွက်ကြောင့်ကျွန်တော်စိုင်သိမ်းတဲ့ချိန်အဲ့မှာရောင်းမထွက်ပဲ expire date ဖြစ်သွားတဲ့အာ ဲ့နေ့မှာ expire date ဖြစ်မဲ့ပေါ့လေ sandwich လိုဟာမျိုးပေါ့အဲ့လိုဟာတွေကိုလာလွတ်လွတ်ပြရမယ်တူတူမထူးတဲ့ဟာမျိုးကိုဒါကျွန်တော်ဟာဆိုင်ရဆွန်ကျဲဟောက်ကျွန်တော်စားခဲ့ရတာပါကျွန်တော်အနေနဲ့သမင်းနတ်မအောင်မစားခဲ့တဲ့အခြေအနေမျိုးကိုကျွန်တော်ဖြတ်တန်းခဲ့ဥပါရယ်အခုပညာရေးပြီးဆုံးကိုကြောင်းစရာဖြစ်တဲ့အချိန်မှာလည်းပဲကျွန်တော်တစ်ခါတလေမှာကော်ဖီလေးတောင်မှမတောက်နိုင်ဘူး မနက်စာတော့နေ့လယ်စာတော့စားဖို့မပြောနဲ့ကျွန်တော်ကော်ဖီတောက်ဖို့တော့မလွယ်ပါဘူးကော်ဖီဆိုတာတကယ်တမ်းရုံကအလကားချပေးထားတာပါအဲ့လိုဟာမျိုးတော့မတောက်ဖို့အချိန်နေမပေးလို့တခါလေးမှကျွန်တော်အစာခံအငတ်ခံရတဲ့ခါလေးလဲအများကြီးပါအဲ့ဒီတော့သမင်းနတ်မှအောင်စားနိုင်တဲ့တော်စုခွေးရတန်ကောင်းပါတယ်နောက်တစ်ခုကျွန်တော်ဆက်ဆက်ပြီးပြောချင်တာလူရီသာတော်စုခွေးလောက်အသိဉာဏ်ရှိမယ်လင်းသေးလိမ့်ပါမယ်ဆိုတော့ကောင်းပါပြီဒါဆိုလူရီဟာမရင်ကြီးဘူးမလိမ့်ပါဘူး အသိဉာဏ်မရှိဘူးဆိုတော့အဲ့လိုအသိဉာဏ်ခွေးလောက်မှအသိဉာဏ်မရှိတဲ့လူတွေဟာဒီမိုကရေစီနဲ့တိုင်ရလားလို့ကျွန်တော်ကပြန်ပြီးမေးလိုက်ချင်တယ်။အဲ့ဒီလူတွေအတွက်မေးစုอ่ะဘာအတွက်ကြောင့်ဒီမိုကရေစီလူခွင့်ရေးစားတဲ့ဟာတွေကိုပြောပြီးတော့ထောင်ကြခံအခြေအနေကြေကျုပ်ကြခံပင်မစင်းရခံပြီးတော့အနစ်နာခံပြီးတော့တိုက်ပွဲဝင်ပေးနေတာလေ။ခွေးလောက်မှအသိဉာဏ်မရှိဘူးလေ။ဘာဖြစ်လို့အဲ့လိုတိုက်ပွဲဝင်ပေးနေရလဲ။ ခွေးလောက်မှအပြညာမရှိတဲ့လူတွေကဒီမိုကရေစီနဲ့မတောင်းအဲ့ဒီတော့အမေစုဘာပြောင်းလုပ်တဲ့လဲဆိုတော့ဥပမာတရုတ်ပြည်မှာဆိုရင်ဗျာခွေးတွေကိုအရှင်လက်လက်နဲ့သူတို့ကအရေးကုန်နှောက်ရတယ်ဗျာရဲရဲစစ်စစ်နဲ့အဲတတ်တယ်သူတို့စီးပွားရေးအရတော့လကောင်းဟင်းချက်ဖို့တော့လကောင်းစားသဖြင့်ပါလေခွေးတွေသူတို့အဲ့လိုပြဲစစ်လို့လားအိုက်တွားကြည့်လိုက်အော်လူတွေထက်ယဉ်ကျေးလိမ်ပါတယ်လူတွေထက်အသိဉာဏ်ရှိရယ်ဆိုတော့လူတွေထက်လည်းပိုတန်မှုရှိမှာအော်လူတွေထက်ပိုတန်မှုရှိရယ်ခွေးတွေအဲ့လိုရဲရဲစက်စက်နဲ့ခွေးခွင်ကြီး ်ချိုးဖောက်ခံနေရတဲ့အတွက်ကြောင့်မလို့အမေစုအနေနဲ့တရုတ်ပြည်ကိုပွားပြီးတော့ခွေးခွင်ရေးခွေးဒီမိုကရေစီကိုပွားပြီးတောင်းဆိုပါလို့ကျွန်တော်အကြံဉာဏ်ပြုလိုက်ချင်ပါတယ်ခင်ဗျာဒီချိန်ထဲမှာပဲဆက်ဆက်ပြီးပြောချင်တာတော့ကျွန်တော်တို့မြန်မာတွေကတော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံမှာတရားမဝင်နိုင်ငံကြတာအလိုမရှိဘူးတရားဥပဒေစိုးမိုးရေးဆိုတဲ့စကားလုံးကလက်ကင်တုပ်လို့သုံးပြီးဝေးလေကြောင်ပိုက်နေဟိုမရောက်ဒီမရောက်တွေရှောက်ပြောမနေနဲ့မြန်မာပြည်မှာ နိုင်ငံသားဥပဒေရှိပြီးသား1982နိုင်ငံသားပြည်သူဥပဒေရှိပြီးသားအဲ့ဥပဒေအတိုင်းကျင့်သုံးပြီးတော့နိုင်ငံသားဖြစ်ခွင့်ရှိတဲ့လူတွေကိုနိုင်ငံမှာနေခွင့်ပေးမယ်ဖြစ်ခွင့်မရှိတဲ့လူတွေကိုမောင်းထုတ်ရမယ်အဲ့ဒါဟာတရားဥပဒေစုမူရေးပဲအကယ်၍တရားဥပဒေစုမူရေးဆိုတော့လက်ကင်တုတ်လို့သာပြောပြီးတော့တကယ်တမ်းနေမရရအဖြေတစ်ခုမပေးနိုင်ဘူးဆိုလို့ရှင်တော့ တတိမရှိတာဘာတူလဲကျွန်တော်အနေနဲ့မေးလိုက်ခြင်းလဲဘလိုပဲဖြစ်ဖြစ်ပါတော်အောင်စားစုကြီးကျမချမ်းသာပါစေကိုစိတ်နှပြကျမ်းသာပါစေလို့ကျွန်တော်ဆုတောင်းရင်းနှီးကုန်းချိုးလိုက်ပါရဲ့ဗျာ